ကမ္ဘာနိုင်ငံအများအပြားအပေါ်သွင်းကုန်ဆိုင်ရာအခွန်အခတွေမြင့်တင်မဲ့အစီအစဉ်ကိုအမေရိကန်သမ္မတထရမ့်ကရပ်ပေါင်း60စိုက်ငတ်လိုက်ပါတယ်။ဒါပေမဲ့တရုတ်စီကတင်သွင်းမဲ့ကုန်စည်တွေကိုတော့အခွန်ပမာဏတစ်နှစ်တပိုးစီးကျက်သွားမယ်လို့ကြေညာခဲ့တာပါ။ထရမ့်ကအခုလာတဲ့မှာအမေရိကန်ရဲ့ကုန်သွယ်ဘက်နိုင်ငံအားလုံးကိုမတူညီတဲ့နှုံထားတွေနဲ့သွင်းကုန်အခွန်တွေစီးကျက်မယ်လို့ကြေညာခဲ့ပါတယ်။အဲ့ဒီအခြေအနေကြောင့်နိုင်ငံတကာရှယ်ယာဈေးကွက်မှာ ထိခိုက်ကြဆင်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့ April 6ရက်နေ့မူဝါဒအပြောင်းလဲကြောင်းဈေးကွက်ထဲမှာရှယ်ယာတန်ဖိုးတွေကပြန်ပြီးတက်ရိပ်ပြလာခဲ့ပါတယ်။ Trump ကတကဘာလုံးနှိပါနဲ့ကုံသွဲရေးစစ်ပွဲဆန်ဆန်အပြိုင်မှုမျိုးဖြစ်လာမဲ့အခြေအနေကိုရှောင်လွှဲလိုက်ပေမဲ့လည်းမဟာပြိုင်ဘက်ကြီးတရုတ်ကိုတော့အခွန်မူဝါဒတွေအရပြင်းပြင်းထန်ထန်ထိုးနှက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နိုင်ငံအားလုံးကိုအခြေခံသတ်မှတ်ချက်ဖြစ်တဲ့အခွန်တဆယ်ရာခိုင်နှုန်းစီးကျက်မှုကိုတော့ဆက်ထားမှာဖြစ်ပေမဲ့ အဲ့ဒီထက်ပိုတဲ့ပမာဏတွေကိုစိုင်းငံ့ထားပြီးနှစ်ဖက်ညှိနှိုင်းဆွေးနွေးမှုတွေကိုခွင့်ပြုသွားမယ်လို့ထရမ့်ကပြောပါတယ်။ဒါပေမဲ့တရုတ်ရဲ့သွင်းကုန်တွေကိုတော့အခွန်125ရာခိုင်နှုန်းကောက်ခံသွားမယ်လို့ထုတ်ပြန်ခဲ့တာပါ။ဒီစည်းကြမ်းမှုအရတရုတ်ကနေအမေရိကန်ကိုတင်သွင်းတဲ့ဒေါ်လာ100တန်ပစ္စည်းအတွက်အမေရိကန်ကအခွန်125ဒေါ်လာကောက်မဲ့အထိပ်ပဲဖြစ်ပါတယ်။ဒီအချိန်တွေကအမေရိကန်ကိုကုန်စည်အမြောက်အများတင်ပို့နေရတဲ့တရုတ်အတွက်ကြီးမားတဲ့အခက်အခဲမျိုးစီတွန်းပို့ပွဲရှိနေပါတယ်။ အမေရိကန်ရဲ့အခွန်တဆင့်ချင်းတိုးမြှင့်မှုကြောင့်တရုတ်ကလည်းအမေရိကန်ရဲ့ကုန်စည်တွေကိုအခွန်84ရာခိုင်နှုန်းတိုးကောက်ပြီးတုံ့ပြန်မယ်လို့ကြေညာခဲ့တာပါ။ဒါကြောင့်ဒီလောက်ရကလေးစားမှုကင်းမဲ့တဲ့လောက်ရလို့ Trump ကဆွဆွဲပြီးအခုလိုမြောက်များလာတဲ့အခွန်စည်းကြမ်းမှုကိုတတ်မှတ်လိုက်တာဖြစ်ပါတယ်။ Trump ရဲ့ဘန်ဒါရေးဝန်ကြီး Scott Bexson ကအခုလို သမရကမူဝါဒပြောင်းပြီးအခွန်ပမာဏမြင့်တင်မှုတွေကိုဆန်းငံ့ခဲ့တာကနိုင်ငံတကာရှယ်ယာဈေးကွက်ကျဆင်းမှုတွေနဲ့မသက်ဆိုင်ဘူးလို့ပြောပါတယ်။ ထရမ့်ကတော့အင်ဖြူတော်ရှင်မှာသတင်းတောက်တွေနဲ့တွေ့ဆုံတဲ့အချိန်သူ့ရဲ့အခွန်တိုးမြင့်မှုတွေနဲ့ပတ်သက်ပြီးလက်တုံပြန်မယ်လို့မပြောခဲ့တဲ့နိုင်ငံတွေဟာအခုလိုရပ်ပေါင်90ဆန်းကမှုခန်းစားခွင့်ကိုရရှိခဲ့ကြတာလို့မှတ်ချက်ပေးသွားပါတယ်။အမေရိကန်ရဲ့အခွန်စည်းကြမ်းမှုတွေအပေါ်လက်တုံပြန်မဲ့နိုင်ငံတွေကိုအခွန်နှစ်ဆထပ်တိုးမယ်လို့သူကကြိုတင်သတိပေးခဲ့ကြောင်းတရုတ်ကမလိုက်နာတဲ့အတွက်ပြောထားတဲ့အတိုင်းတရုတ်အပေါ်အခွန်တွေထပ်မြင့်ခဲ့တာဖြစ်ကြောင်းထရမ့်ကဆိုပါတယ်။သူကတရုတ်သမ္မတရှီကျင့်ဖင်ဟာ အမေရိကန်ရဲ့သဘောတူညီမှုတစ်ခုခုရယူဖို့လိုလားနေလိမ့်မယ်လို့လည်းမှတ်ချက်ပေးသွားပါတယ်။တရုတ်နိုင်ငံသား၏ဝန်ကြီးဌာနပြောခွင့်ရအရာရှိလင်ကျန်းကတော့ဒါဟာအနိုင်ကျင့်တဲ့လုပ်ရမျိုးလို့ဝေဖန်သွားပါတယ်။အဲ့ဒီလိုအကျဉ်းစရိုက်မျိုးကိုတရုတ်ကဆန့်ကျင်မှာဖြစ်ကြောင်းအမေရိကန်ဟာလက်ရှိအခြေအနေတွေကိုဖြေရှင်းမှုနည်းလမ်းနဲ့တကယ်ပဲပြည်လဲစေချင်ရင်မျှတတဲ့အပြန့်အလှန်လေးစားတဲ့နှစ်ဖက်စလုံးကိုကြည့်တဲ့ချင်းကပ်မှုမျိုးလိုအပ်မယ်လို့သူကဆိုပါတယ်။ကမ္ဘာကုန်သွယ်ရေးအဖွဲ့ကြီး WTO ကတော့ ကမ္ဘာပေါ်မှာစီးပွားရေးအင်အားအတောက်တင်းဆုံးနိုင်ငံကြီးနှစ်ခုချာမှာလက်ရှိတင်းမာမှုတွေအတိုင်းရှေ့ဆက်နေမယ်ဆိုရင်တော့နှစ်ဖက်ကုန်သွယ်မှုတန်ဖိုးဟာ80ရာခိုင်နှုန်းတနည်းအားဖြင့်ဒေါ်လာ466ဘီလီယံဖိုးလောက်အထိကျဆင်းသွားနိုင်ကြောင်းခန့်မှန်းထားပါရရှင်။